အဲ့ဒီမှာအာယုံ၅ပါးလူတွေကဘယ်မှာသွားခံစားလဲဆိုအဲ့ဒီအာယုံ၅ပါးမှာခံစားရအခုကြည့်လို့ကောင်းလိုက်တာကွာဆိုတာရူပယုံမှာအတန်လေးကနားထောင်လို့ကောင်းတယ်နောက်တတ္တယုံဟောအနှံ့လေးကမိုးရိပ်ကြိုက်တယ်ဆိုတာကန္နာယုံနော်အဲသာတောက်လေးကအရတာရှိလိုက်တာဆိုတာရတ္တယုံဟောဒီမှာအဲနေလို့ထိုင်လို့ကောင်းလိုက်တာဘူဝေးလေးကလည်းမြတ်တာ နော်ဒီကြာလေးကနူးညံ့လိုက်တာဆိုအဲ့ဓာရီကဖုတ်တာပါရောခေါ်တယ်အဲ့ဒီငါးခုလုံးကရုပ်တည်းကြီးပဲနော်ရုပ်ဆိုတာကဟိုရူပခန္ဓာဆိုတာရုပ်စုမှာပါတယ်အဲ့တော့ထင်ရှားတယ်လူတွေကကြိုက်တယ်စိတ်ကလေးကြတော့မထင်ရှားဘူးလေစိတ်ကမထင်ရှားဘူးကြိုက်လို့လည်းမလွယ်ဘူးစိတ်ကိုအဲ့တော့ဟိုမှာရုပ်ပိုင်းဆိုင်ရာကိုကြိုက်တယ်ကြိုက်တော့အဲ့မှာဝေဒနာကဘယ်မှာသွားဖြစ်လဲဆိုအဲ့ဒီရုပ်မှာသွားဖြစ်တယ် ယုံမှသွားခံစားတာအာယုတ်ကြီးတွေကြည့်ပြီးတော့ယုံနောက်လိုက်ပြီးတော့ကြိုက်ကြတာခံစားကြတာနော်ယုံနောက်လိုက်ပြီးတော့အဲ့ဒီယုတ်ကိုပဲပယ်တာတတ်မှတ်နေတတ်ပြီးတော့ခံစားချက်တွေဖြစ်ကြတာစိတ်ကိုစိတ်ကိုတွေ့တာမဟုတ်ဘူးစိတ်ကိုတွေ့တာတာမဟုတ်ဘူးစိတ်တို့ဘာလို့မမြင်ရတဲ့အတွက်ကြောင့်တို့ကြိုက်လို့မကြိုက်နော်ဒီစိတ်သဘောတရားတွေကိုမကြိုက်ကြဘူးကြိုက်တယ်လည်းမရှိဘူးအာနားလည်းမလဲဘူး ဘယ်မှာသွားကြိုက်လဲရုပ်ပိုင်းထိုင်ရမှာကြိုက်တယ်အဲ့တော့လူတရားကိုကြည့်လိုက်တယ်သူဘယ်မှာသွားပြီးယက်တီနေတာလဲဆိုတာအဲ့မှာတွေ့ရတယ်အမဘယ်ဟာသူသွားကြိုက်နေတာလဲဆိုတာလည်းတွေ့ရတယ်အဲ့ဒါဘာလဲဆိုတော့အဲ့ဒါအာယုံတွေယူရအာယုံတရာဘာလဲခုပြောတဲ့ပုံစံမှာသူကြိုက်နေတာလားအတန်မှာအပြောမှာကြိုက်နေတာလားသကလုံးမှာကြိုက်နေတာလားနော်ဒီအနံ့အသက်မှာကြိုက်နေတာလားအထီးတွေ့မှာကြိုက်နေတာလားဆိုတာအရသာမှာကြိုက်နေတာအဲ့ဒီမှာတွေ့နေတယ် အဲ့တော့တလောကလုံးကအဲ့ဒီနောက်ပဲလိုက်နေကြတာတကဘာလုံးနော်တကဘာလုံးသူကဒါရီကမကြုံဘူးတာလည်းမဟုတ်ဘူးဘာမှထူးတာလည်းမဟုတ်ဘူးသို့တော့ဘယ်သူမှလည်းမပြတ်ကြဘူးနော်အဲ့မှာမှတခါတာမန်ကြိုက်တာနဲ့အထူးကြိုက်တာရှိတယ်လူကြိုက်တာဝိတမလောဘခေါ်တယ်နော်ကဘာပေါ်မှာအဲ့ဝိတမလောဘတမားတွေရှိတယ်သူတို့ကသူတို့တော့အကြီးအကဲတွေလို့သုံးကြတယ်နော်အကြီးအကဲဆိုတာ စီမံခွင့်လုပ်ပိုင်ခွင့်ရတဲ့ပုံကိုယ်တွေနော်အကြီးအကဲဆိုတော့ကြီးလဲကြီးတယ်ကဲလဲကဲတယ်ဆိုတာအဲ့ဒါနော်သူတို့ကသူတို့လုံနိုင်တဲ့အခါကျတော့အကြီးတို့ဖြစ်နေတာပေါ့နော်သူကလူများတဲ့ပို့တဲ့အတွက်ကြောင့်ဒါပို့ကဲတယ်ကိုကဲတယ်ဆိုတာပို့သွားတာကိုပြောတာအဲ့တော့လောဘကြီးဒေါသကြီးမာမာနကြီးပေါ့အဲ့ဒါလည်းပဲအဲ့ဒီလိုကြီးအောင်လည်းပဲ เนาะအဲ့ဒီလိုဘဝမျိုးရအောင်ဖန်တီးအဲ့ဒီလိုဘဝမျိုးရအောင်အရှင်ပြန်ရအဲ့မှာရယူကြနဲ့ဆိုကြပါစို့အခုကဘာပေါ်မှာဒါအမေရိကန်သမ္မတပဲထားအမေရိကန်သမ္မတဆိုရင် သမ္မတဖြစ်ဖို့ကမလွယ်ဘူးလေမဲရွေးရတာမဖြစ်ချင်လို့သူရွေးတာ ဝင်ရွေးခံရတာဝင်ရွေးခံတော့သူဖြစ်ကောဖြစ်တော့ဘာဖြစ်သွားလဲဆိုတော့အကြီးအကဲဖြစ်တာပေါ့လေရင်းကြီးစီလဲအကြီးကားစီလဲကောင်းကြီးစီ ဒါကဘာလုံးလဲသူကသူ့ကိုယ်သူအကြီးကောင်ကြီးလိုပဲထင်တာနော်တကယ်ကဘာမှမဟုတ်ထူဘူးဒီကောင်ကဒီကောင်ပဲနော်ဒီကောင်ကဒီကောင်ပဲဒီရုပ်နဲ့ဒီနာနဲ့ဒီကောင်ပဲသို့တော့ပညာကနာမည်တက်လိုက်တဲ့အခါကျတော့ဒီကောင်ကြီးကအကြီးကြီးအကောင်ကြီးကြီးဆိုပြီးတော့အဲ့တော့သူအခုကြည့်ကဘာပေါ်မှာကဘောဒီကဘောချာတွေဖြစ်နေတာသူပြောလိုက်တဲ့ဟာပဲသူပြောလိုက်တဲ့စကားတစ်ခွန်းကြောင့်သူများတဲ့လဲပိုကြီးတယ်သူများတဲ့လဲပိုကဲတဲ့ကောင်တွေအဲ့တော့သူတို့ရဲ့ပါဝါက ပညာလောကနော်ပညာလောကအင်မတန်ကြောက်စရာကောင်းတယ်နံမလေးတက်လိုက်တာနံမလေးတက်လိုက်တာကျန်တာဘာမှမထူဘူးသမင်းစားလဲပါဇက်ကစားပြန်ထွက်တော့လဲဟိုနေရာထွက်ပဲအကုန်တူတူပဲနံမလေးတစ်လုံးတက်ပြီးတော့အဲ့ဒါပညာကိုခံစားကြရတာဝေဒနာဆိုတာအဲ့ကောင်ကြီးကိုကြောက်ရင်ကြောက်မယ်ယွင်ရင်ယွင်မယ်ကျဉ်နိုင်ကျဉ်နိုင်မယ်မိုးရင်မိုးမယ်အဲ့မှခံစားကြတာဒါဒါဘိဓမ္မသဘောတရားရကြည့်ရင်အဲ့ဒါမြင်ရတယ်ဘာကောင်းမှတော့မဟုတ်ဘူး နော်ဟိုတုန်းကတက်လာတုန်းကဦးဇင်းတို့ပြောဘူးတယ်ကိုဟောင်ဒီကြိုက်ပဲဆိုတာပြဿနာတက်မယ်ဆိုတာอืมစဉ်းစားကြည့်လိုက်ကြနဲ့သိတယ်ဒါလာတဲ့ဥကပုံစံကမမှန်ဘူးလေနော်ပုံစံမမှန်တဲ့အခါကျတော့ကမောကမဖြစ်အောင်လှုပ်တော့တာပဲအဲလှုပ်ပိုင်ခွင့်ရှိသွားတဲ့အခါကျတော့ဒါကိုကြီးကဲလို့ခေါ်တယ်ကြီးကဲဆိုတာသူများတဲ့ဘုကဲတာ အဲ့ဒါဘယ်ကလာလဲဆိုတော့ဒီနာမည်ကနေလာတာပြညတ်ပြညတ်အကောင်ကြီးကတော့ဘာမှမထူဘူးအဲ့တော့သူကလည်းပဲဘာမသိလဲဆိုတော့သူလည်းပဲဒီအာယုံ၅ပါးကိုအာယုံ၅ပါးမှာပြညတ်ဆိုတဲ့နာမည်လေးပါတက်ပြီးတော့ခံစားတာငါကဘာကောင်ကြီးပဲဆိုပြီးအဲ့မှာခံစားချက်နဲ့ဉာဏ်မရှိဘူးဉာဏ်မထက်ဘူးသူကဉာဏ်ထက်ရင်အကုန်ကောင်းဉာဏ်မထက်ရင်အကုန်ဆိုး သူကလွယ်လွယ်လေးဘာမှမခရင်ဘူးเนาะဉာဏ်ပညာမထဲ့တဲ့အတွက်ကြောင့်ဘယ်အဆင့်တန်းမှကိုမရောက်ဘူးသူကအဆင့်တန်းမှဘယ်မှမရောက်ဘူးဒါသာမန်အဆင့်ပဲသူကနာမည်တက်လို့တာကြီးနေတာနာမည်ရတာကြီးနေတာမိဓမ္မာရကြည့်ရင်အဆင့်တန်းသာမန်အဆင့်တန်းသာမန်တဲ့တောင်မှနှိမ့်ကြသေးတယ်ဒါအပယ်လေးအပယ်အပယ်အပါရလို့ခေါ်တယ်သူကအမှန်တည်းနှိမ့်ကြတယ်ဆိုတာဘယ်လိုနှိမ့်ကြတာလဲဆိုတော့ဒီလောဘကြီးရင ကြိတ်ကြသဘောပဲဒေါသကြီးရင်ငရဲသဘောပဲနော်အတိညာမပါရင်တိရစ္ဆာန်သဘောပဲအဲ့တော့အပယ်လေးပုံကသဘောဖြစ်နေတာနော်ဒါပေမဲ့ပြညာဆိုတဲ့သကလုံးကတော့အင်မတန်ကြီးကျယ်တဲ့ကောင်းကြီးဒါကြီးကအင်မတန်ဝကြီးကျယ်တာသူကဘာဖြစ်လို့လဲဆိုတော့နိုင်ငံလည်းကြီးအဲငွေကြေးစီမံခန့်ခွဲမှုနဲ့အနည်းပညာတွေကလည်းရှေ့ရောက်နေတဲ့အခါကျတော့ဒါကြီးကျယ်တဲ့ခေါ်တာပဲ အဲမှာစီမံခွင့်ရသွားတော့အဲကဘာနဲ့ချီပြီးကြီးကျယ်သွားတော့အဲစကလုံးလေးနဲ့ပဲတတ်မှတ်တပါးဒါအဲ့တော့သဘောတရားကြီးရနေကြည့်ရင်တော့အဆင့်တန်းမရှိပါဘူးเนาะအဆင့်တန်းမမီဘူးပေါ့အဆင့်တန်းမဝင်သေးဘူးပေါ့ဘာဖြစ်လဲဆိုတော့ဉာဏ်မှမပါပဲဉာဏ်မဟုတ်ဘူးအဲမဟုတ်တဲ့မိစ္ဆာတင်ကပ်ပါလို့ခေါ်တယ်မာယွင်းတဲ့အကျံစီတွေကတော့တောက်လျှောက်ဖြစ်လာတယ် တောက်လျှောက်ဖြစ်တာမှာရွေးနေကြံစီတယ်ဘသူ့ကိုချလိုက်ရမလဲဘယ်မှာခွန်တိုးောက်ပြီးဘသူ့ကိုပြဿနာရှာမလဲအတွင်းရှာမလားအပြင်ရှာမလားအမျိုးမျိုးရှာတာဟုတ်ပါဟုတ်ဒါသဘောတရားပြောပြတာဒါလေးတွေကသတင်းလေးတွေဖတ်ပြီးတော့စဉ်းစားကြည့်လိုက်ရင်သဘောတရားကြီးရနေကြည့်လိုက်ရင်ထင်ရှားတယ်ခရီးတော့လူတွေရဲ့ဘဝမှာကိုဘယ်နောက်ပြေးလိုက်နေကြတာလဲနော်ငါငါငါက ဟိုငမားကြီးက90ကိုနောက်ပြေးလိုက်နေတယ်လို့ပဲဒီအာယုန်ကြီးကမြားနေကြတာနော်မြားနေကြတာပြီးတော့ဒါအချင်းချင်းလူချင်းချင်းလက်ပတ်ချင်းဆိုလူချင်းချင်းပြန်ပြီးမြုံထောင်ကြတယ်နော်မြုံထောင်ကြတယ်မြုံထောင်တဲ့အခါကျတော့ပြန်မိကုန်ကြတာပြန်မိကုန်ကြတာအဲ့မှာမမတိညာမတိနဲ့ခံစားရခံစားချက်တွေဖြစ်ကြတာပဲနော်အဲ့ဒါတွေကဒါအပြီးတည်းမှသဘောတရားပေါ့နော် အဲ့တော့ဒါကညံထဲမှာတည်တာတဲ့ညံလေးထဲမှာပုံမှန်သွားနေတာပါလေဘုရားကပြောပြခဲ့တယ်ခန္ဓာငါးပါးမှာရုပ်ပိုင်းဆိုင်ရာကစပြောတဲ့စရာအဲ့ဒါချင်းချလို့အဲ့ဒီနောက်ပဲလူတွေကလိုက်ကြတာနော်ရုပ်ဝါဒဓမ္မတွေကြီးပဲပတ်သနောက်လိုက်တယ်ပြည်စီနောက်လိုက်တယ်လူချင်းချင်းလိုက်တယ်ဒါပဲသူကအဲ့ဒါရုပ်နောက်လိုက်တယ်ခေါ်တယ်စာရကျွင်းအာယုန်နေနောက်လိုက်တာအကြိုက်နောက်လိုက်တာအာယုန်ငါးပါးကာမဂုဏ်တရားကိုကြိုက်တာကိုလိုက်နေကြတာ တကယ်ကမသုံးရဘူးလားမဟုတ်သုံးရတယ်သုံးလို့ရတယ်ဒါသုံးလို့ရတယ်အဲ့ဒီမှာကြိုက်ပြီးတော့စွဲတာမဖြစ်ရဘူးဘာဖြစ်လို့လဲဆိုတော့ဒီရုပ်ပိုင်းထိုင်ရာကသူ့မှာပြည့်စုံသွားရင်ပြဿနာမရှိမပြည့်စုံရင်အဲ့ဒီအတွက်ရှားရတယ်အပြီးတော့မှာနတ်ပြည်မှာဟောတယ်နတ်တွေဟောတယ်ဘာဖြစ်လို့ဟောလဲသူတို့ကပြည့်စုံနေလို့ဟောတာ အရှင်းရှင်းလေးပဲအာဘုဒ္ဓတို့မကူပါဘူးရှားစရာမလိုဘူးနော်ကိုကိုယ်တိုင်မချက်နိုင်ရင်ချက်ချင်းဝယ်စားလို့ရတယ်နော်တရက်တည်းမဟုတ်ဘူးတစ်လတည်းမဟုတ်ဘူးတစ်နှစ်တည်းမဟုတ်ဘူးတစ်နှစ်မဟုတ်ဘူးတစ်ချိန်မျိုးဝယ်စားလို့ရအဲ့ဒါကြောင့်မလို့တို့ကစားဖို့အတွက်မပူပါဘူးနေဖို့အတွက်မပူပါဘူးဝတ်ဖို့အတွက်မပူပါဘူးစားဖို့နေရင်မပူပါတဲ့ပုံကိုယ်တွေအဲ့တော့ဒါပါလဲဆိုတော့ ရုပ်ပိုင်းဆိုင်ရာနော်ရုပ်ပိုင်းဆိုင်ရာအဲ့ဒါသတိထားရုပ်ပိုင်းဆိုင်ရာမှာဇာဝနေရည်ပြည့်စုံနေတယ်ကောင်းမွန်နေတယ်ဆိုရင်နှက်ပဲပြီးပြီတာပဲဟာအဲ့ဒီတော့ကိုဘာဖြစ်ချင်းလဲနော်နှက်ဖြစ်ချင်းလဲဆိုရင်နောင်ဘဝသာချာအခုဖြစ်အောင်ခုနေနော်သူများလည်းပဲကိုနီးသက်တဲ့တည်းဖြစ်အောင်လုပ်လိုက်တာပဲဒါကိုလည်းဖြစ်သူလည်းဖြစ်ပြီးပြီအဲ့လိုပြည့်စုံနေပြီးပြီသူကအဲ့တော့ ရုပ်ပိုင်းဆိုင်ရာမှာအပူမရှိတော့ဘူးခေါ်တယ်။အပူမရှိတော့အဲဇကာကတိကတပြောရင်တော့ကျမ်းမာရေးတွေပိုင်းညာဓာရီလာပြောရင်တော့ဒါကျမ်းမာရေးတို့ဘာလို့ကတော့ဒါဖြစ်နေကြသဘောတွေဒီဟာတရားနဲ့ရှင်ပြီးတော့နောက်တစ်ပိုင်းသွားတာ။ဇန်နေသာဝဏီရေးမှာအပူမရှိရင်မရှိဘူးလို့ပဲသူကနားလေရတယ်။နော်အပူမရှိအောင်လည်း နေနိုင်အောင်ကြိုးစားလို့ရတယ်ကြိုးစားတင်တယ်ကြိုးစားရင်ပြဿနာမရှိဘူးဒါဘာဖြစ်လဲဆိုတော့တောကဆိုတဲ့ဒီစိတ်ပူငြိမ်းအောင်လို့ဒီရုပ်ပိုင်းဆိုင်ရာမှာသူသူဆောင်ရွက်ပေးရမယ့်ကိစ္စမလို့ဒါဆောင်ရွက်ပေးတာလုပ်လို့ရတယ်အဲ့တော့ဝိသမလောဘဖြစ်လို့မရဘူးဝိသမလောဘကြတော့အပူတွေကြီးပဲပိုလိုချင်တယ်ခုနဆိုတဲ့အကြီးငယ်တွေပိုလိုချင်တာတွေဆိုရင်တို့ကပိုသွားတာပဲရှိရမတော့ဘူး နော်ဒါကိုသူတို့မသိကြဘူးပို့သွားတာပဲရှိတယ်မသုံးတော့အဲဒီတော့ပို့လူချင်းတဲ့အတွက်ပို့ပူရတာအဲ့ဒါနတ်စင်ရင်လည်းမရောက်တော့ဒီဒေါသတွေတောကတွေလောဘတွေနဲ့အပယ်အပယ်လေးပုံစရင်နဲ့ပြန်ရောက်သွားတယ်အပယ်လေးပုံစရင်နဲ့ရောက်သွားတယ်ဒါကကြိတ်တာဖြစ်မယ်သူမပြည့်စုံဘူးဆိုရင်ကြိတ်တာဖြစ်မယ်သူကအဲ့တော့ပူနေရတယ်ဆိုရင်တောကတွေနဲ့ဒေါသတွေနဲ့ဆိုရင်ငရဲဘက်ကိုသူကခြေလန်းလန်းသွားတယ် ဘယ်ရဒါရီယသဘောတရားကြီးပြောပြတာဒီသဘောတရားနဲ့လွတ်အောင်နေနိုင်ရင်ကိုဘာကောင်းလဲဘာဖြစ်တယ်လဲဆိုတာဘယ်အဆင့်တန်းလဲဆိုတာပေါ်လာမယ်အဲ့တော့စိတ်ပူရအောင်နေပါเนาะဟိုလိုကြီးအများကြီးရှိမှာမဟုတ်ပါဘူးအားဖို့လေးပြည့်စုံတယ်နေဖို့လေးပြည့်စုံတယ်စိတ်ကိုအေးအောင်နေနိုင်ရင်အဲ့ဒါလည်းပဲအပူမရှိတဲ့အတွက်เนาะပြည့်စုံတဲ့အတွက်ကြောင့်ပြည့်စုံတဲ့အတွက်ကြောင့် ကိုယ်ဘာသာကိုအစင်တမ်းမြင်တဲ့ပုံကိုဖြစ်နေမှာပဲနော်အစင်တမ်းမြင်တဲ့ပုံကိုဖြစ်နေမှာအပူမှမရှိပဲရေးချမ်းနေတာအဲဒီတော့အခုလူတွေဘယ်နောက်လိုက်နေကြသလဲဆိုတာဒါလေးထောက်ကြည့်လိုက်ပြီးရင်သူသူကိုကိုဒီလိုများလိုက်နေကိုလည်းဒါပဲဖြစ်နေမှာပဲအဲတော့ဒါညံမဟုတ်သေးဘူး ညာအနေနဲ့ကြတော့လှုပ်တင်လှုပ်ထိုက်တာသူကသူသူလှုပ်မယ်။ပြီးရင်အပူတော့ကမရှိဘူး။ဘူတော့ကမရှိတဲ့အတွက်ကြောင့်သိရချမ်းသာစွာနဲ့နော်တတ်နိုင်ရင်သူတို့ဘာကကိုယ်ကိုမိခိုးရတဲ့ဘဝသူတို့အာဟုခံရတဲ့ဘဝမျိုးရောက်သွားတယ်။အဲအဲ့ဒါနတ်နတ်ဖြစ်တယ်ပေါ့။နော်နတ်တဘောဖြစ်သွားတယ်။အဲ့တော့ကိုယ်ကိုဖြစ်အောင်အဲ့ဒီလေးကြိုးစားနားလည်ရမယ်။နားလည်ပြီးတော့အဲ့ဒီလိုဘဝမျိုး ဖြစ်အောင်နေပေါ့အဲ့တော့အဲ့လိုဖြစ်အောင်နေတော့ဘာဖြစ်လဲခုနပြောတဲ့သာဝနေရေအပူကငြိမ်းသွားမယ်သူကငြိမ်းတော့လည်းငြိမ်းမှန်းတိမှနော်ဘုရားတာကိုဒီပစ္စည်းကဒီလိုသုံးဝင်နေဆိုတာမသိရင်အဲ့ဒီပစ္စည်းကိုမသုံးနိုင်ပါဘူးဘဝလည်းဒီတိုင်းပဲဒီဖြစ်ရက်ကဒီလိုငြိမ်းနေတာကိုမမြင်ရင်မငြိမ်းဘူးသူက နော်ငြိမ်ငြိမ်အေးချင်းငြိမ်ညံ့ချင်းသဘောကိုသုံးလို့မရအောင်သုံးမဝင်ဒီမှမသိဘူးဒီမှမသိဘူးတီးခဲ့ရင်သုံးလို့ရတယ်နော်အဲ့လိုတီးဖို့အတွက်ဦးဇင်းတို့ဤသက်ရတော့အင်မတန်တိုက်တော်မှာအင်မတန်တိုက်တော်နေအခုလက်ရှိပြစ်ဆုံးပန်တဲ့တဲ့မှာဘာမကောင်းတာရှိလဲဆိုတာတီးခဲ့တဲ့အချိန်ကပြောခဲ့တယ်သူခနောဆိုတာခဏတိုင်းမှာအကောင်းကြီးတာကြီးဆိုတာ ုံတွေးလာရခဏတိုင်းမှာအကောင်းကြီးတာဒီကလားမျက်စိဦးဇင်းတို့မြင်နေရတယ်မြင်နေရတော့မျက်ကန်းนี่လိုမကောင်းတဲ့အခြေအနေမျိုးမဟုတ်နားလဲကြားတယ်ကြားတော့မကြားတဲ့သူတွေလိုမကောင်းတာမဟုတ်နော်စားစရာလည်းပဲကိုယ့်အကူစားနိုင်အဆင်ပြေတလို့စားလို့ရတယ်ဘာမကောင်းတာမှမရှိအဲ့ဒါလက်ရှိကိုပြောတာလက်ရှိလက်ရှိ တခါဦးဇင်းတို့မေးဘူးတဲ့မေးခွန်းလေးတစ်ခုပေါ့ဘသူ့ကိုမေးမိလဲတော့မပြောတတ်ဘူးငိုရတဲ့အချိန်နဲ့မငိုရတဲ့အချိန်ဘယ်ကများလဲဆိုငိုရတဲ့အချိန်များတယ်ပြောရတယ်ဟာမဟုတ်သေးပါဘူးလို့တရားစဉ်းစားစမ်းမအောင်တော့ညည့်ကြတဲ့အချိန်နဲ့ညည့်မကြတဲ့အချိန်ဘယ်ကများလဲဆိုတော့ညည့်ကြတယ်ဆိုတာတော်တော်ရှားရှားပေါ့ပေါ့ပါနော်အကောင်းနဲ့ဆိုမှလူဘဝအကောင်းကြီးပဲများပါတယ်ဒါကိုသူတို့မသိတာ အဲကိုဘာသာကိုပူပြီးတော့ရင်ထဲပူပြီးတော့ကရောက်နေတော့အဲ့ဒါကိုကိုယ့်ဟာကိုတွေးပြီးတော့ဥဒိစ္စခေါ်တယ်စိတ်ပြန့်လွင့်ပြီးတော့ကိုချင်းနေကိုနားမလဲတာနော်ကိုချင်းနေကိုနားမလဲတဲ့အခါကျတော့အကိုကကိုတော့ကတွေများနေတယ်ပဲထင်တာအဲ့ဒါတက်တက်ကိုကကိုများထားတာလေတကယ်ကများတာမှမဟုတ်ပဲကြီးလိုက်သမ်းမှအရှိနောက်တောင်မြောက်ကြီးလိုက်ကြီးကိုဒုက္ခပေးမဲ့ဟာမြင်ကွင်းနေတို့ဘာတို့အတန်တို့နှံ့ရပါအန္တရာယ်မှမရှိတာများပါတယ် အဲဆက်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 ဆူဆူနဲ့ကိုယ့်အကူသွားပြီးတော့ရှင်းသာပြီးယတနာရှာရင်တော့မပြောတတ်ဘူးလေနော်ဒါတော့မပြောတတ်ဘူးပေါ့ကြည့်လိုက်သမှာပဲအိမ်ကြံကြည့်ကြည့်စားကြရကြည့်ကြည့်နေစရာကြည့်ကြည့်လိုက်ကြည့်ကြည့်လက်ရှိမှာဘေးဒုက္ခဆိုတာကမရှိတလောက်နေပါလားအဲ့ဒါကိုမမြင်ဘူးခါကားရဲစဉ်းစားပြီးတော့တွေးပူပြီးတော့ပြီးခဲ့တဲ့ဟာတွေရောနောင်ရေးတွေရောလာပြီးတော့အဲ့လိုနဲ့ပဲနေနေကြတာ နော်ဗုဒ္ဓဟောခဲ့တဲ့တရားတွေပါပါတယ်ဗုဒ္ဓပြောခဲ့တာအင်မတန်ပြည့်စုံတယ်တခုမှမလွတ်ဘူးလူတွေဟာအတိတ်ကိုတွေးလိုက်နာဂတ်ကိုမျှော်လိုက်နေအတိတ်တွေးပြီးဘူးဆိုရင်နာဂတ်မျှော်ပြီးတော့နော်စိတ်တရားဘူပန်နဲ့အဲ့ဒီလိုနဲ့ဖြစ်နေကြတာဟိုရိပ်ပြီးသားအပင်နေလိုပဲတဲ့နော်ဗုဒ္ဓပေးသွားတဲ့ဥမာရိပ်ပြီးသားကောက်ပင်နေလိုပဲရိပ်ပြီးသားကောက်ပင်နေရ၆သွားဖို့ပဲရှိတာလေ စဘာပြင်းနေကြည့်လိုက်စဘာတွေရိတ်လိုက်ရင်ရိုးပြက်တွေဆိုတာကျန်နေတယ်အဲရိုးပြက်တွေကခြောက်သွားတာနော်အောက်ကတော့အမြင့်တော့တွေ့နေတာပဲမြေကြီးမှာဒါပေမဲ့ခြောက်သွားတာသူကတပြေးပြေးခြောက်သွားတယ်နော်ရိုးပြက်ဆိုတာအပင်လေးရိတ်လိုက်ရင်အဲ့ဒါအဲတော့ဘာပြောချင်တာလဲဆိုတော့လက်ရှိဟာမဟုတ်ရင်သိလန်းစုပြေမှုမဖြစ်တော့ဘူးဆိုတာဒီလိုဆိုလိုတယ် နော်အတိတ်နဲ့တွေ့ပြီးအနာဂတ်နဲ့အဲ့ဒီလိုကသွားနေတဲ့သူတွေမှန်နေရတာတဲ့ခုနပြောတဲ့စဘာအနှံ့တွေကိုရိတ်ထားလိုက်တဲ့ပောက်ပင်တွေလိုပဲတဲ့သူတို့ဘဝ6တွေ့ဖို့ပဲရှိတော့တာနော်ဘယ်တော့မှမစုပ်ပြေတော့ဘယ်တော့မှမကောင်းတော့ဒါမှမလို့သူခနောကြုံကြိုက်လာရခဏတိုင်းမှာအကောင်းကြီးဓာတ်ကြီးမကောင်းရင်ကောင်းအောင်လှုပ်ယူလိုက်ကောင်းတဲ့ဘက်ကိုလှည့်ယူလိုက်ဒါပဲသူကနော်လှုပ်လို့ရတယ်ဒါစိတ်ဒီအတိညာနဲ့အတိညာစကားပြောတာ ပြောမကောင်းတာဘာမှမရှိပါဘူး။ဉာဏ်အဖြစ်ပေါ့။မကောင်းတာမရှိသလောက်နဲပါတယ်လူဘဝ။နော်။ဟိုအဲဒီပြီတော့ကျမ်းမာရေးမကောင်းဘူးညာကျမ်းမာရေးမကောင်းရင်အဲ့ကြောင့်မစင်းစားနဲ့။တခြားဟာစင်းစား။အဲ့ဒါမကောင်းတာစင်းစားရင်တော့မကောင်းတာပဲစိတ်ထဲရောက်မှာ။ကျမ်းမာရေးမကောင်းတာကိုမှမဟုတ်ဘူး။တကဘာလုံးမကောင်းတဲ့လူပါအများကြီး။ဒါကြီးလျှောက်စင်းစားနေလို့မရဘူး။ကိုလည်းဘာမှမတတ်နိုင်။ဆရာဝန်တင်ဆရာဝန်ကုမှာပဲ။ဆရာဝန်လည်းအကုန်လုံးမသိဘူး။သူလည်းသေတာပဲဆိုတော့ အဲအထိုင်းလျောက်ပဲအာကိုလို့ရတယ်နော်အဲ့တော့သူလည်းပဲသူ့ဘာသာသူသူ့ဒုက္ခနဲ့သူကိုလည်းပဲအချင်းပြေတူလေးကြည့်ပြီးတော့အဲ့ဒါဆက်သွယ်လိုက်အောင်ပဲကျန်တာတော့စဉ်းစားရင်စိတ်ချုပ်တာပဲမစဉ်းစားနဲ့ဒီရာအတွက်စိတ်ကိုမထဲ့နဲ့ပေါ့အဲ့တော့အဲ့ဒီမှာလွတ်တယ်နော်စိတ်ကလွတ်လပ်မှုရတယ်အနာကတော့သူ့လမ်းစဉ်တိုင်းသူသွားမှာပဲ အဲ့ရောအဲ့ဒါကရုပ်ကိုရှုပြီးတော့ရုပ်ကိုတည်တည်ချာချာခွဲခြားဝေဖန်သုံးသပ်နိုင်ရုံအောင်လိုက်တာမဖြစ်တော့ဘူးเนาะရုံအောင်လိုက်တာမဖြစ်ဘူးဆိုတာရုပ်ရဲ့ခံစားချက်ပေါ့ရုံနဲ့ပတ်သက်ပြီးခံစားချက်တွေอ่ะဉာဏ်ပညာဝင်လာရင်ဒီခံစားချက်ကရော့သွားမယ်သူကခံစားချက်ကမပြင်းထန်တော့ဒါဆိုရင်ဘဝဟာရှေ့เนาะတရားဉာဏ်အဖြစ် ရှိရောက်တဲ့ဘဝရဲ့အဆင့်အတန်းဟာစိတ်ထကြောင့်မြင့်သွားတာဆိုတာ။ဘုန်းကြီးယဟန်နေအမြင့်မှနေကြရတယ်။ဘုရားနဲ့ဉာဏပုဂ္ဂိုလ်တွေအမြင့်မှနေတယ်ဆိုတာသူတို့စိတ်ထကြောင့်ပိုင်ဆိုင်မှုပစ္စည်းရုပ်ကြီးတို့အဆင့်အဲ့ဒါတွေကတော့မဟုတ်ဘူးဆိုတာ။နော်ဘုရားဆိုရင်သူဖြင်းနှံစွန့်ပြီးတော့ရှိတာလေးသပိတ်လေးနဲ့သင်္ကန်းလေးနဲ့ရှောက်လဲ့နေတာ။ဒါပေမဲ့ဘဝအဆင့်အတန်းအမြင့်မှနေရတယ်။အဲ့ဒါစိတ်ထကြောင့်ဖြစ်တာ။ စိတ်ဓာတ်ကအသိဉာဏ်နဲ့တွဲထားတဲ့စိတ်ဓာတ်ကြောင့်ဘဝအဆင့်တန်းမြင့်တာဒါကြောင့်ဒီလောကမှာဒီအဲရုပ်ပိုင်းဆိုင်ရာပြည့်စုံရင်လည်းပဲဒါလည်းပဲအဆင့်တန်းတစ်ခုပဲနော်ဒါကံအဆင့်တန်းခေါ်တယ်ကြိုးစားခဲ့လို့ဆောင်ရွက်ခဲ့လို့အဲ့တော့ဉာဏ်အဆင့်တန်းဆိုတာတော့စိတ်ဓာတ်ပေါ့စိတ်ဓာတ်ကအသိဉာဏ်နဲ့တွဲနေရင်စိတ်အဆင့်တန်းမြင့်တယ်ခေါ်တယ် ။ဟောအဲဒီစိတ်နဲ့မြင်တဲ့အခါကျတော့မြင်မှမဟာဒါဂုံကောင်းတာကြီးပါပဲ။နော်ဒီအချိန်တန်မြင်တယ်ဆိုတာကောင်းတာကြီးပဲ။သင်တန်နေတာကမကောင်းတာ။အဲ့ဒါကဘုရားဖြစ်စမှာဒီ ဘောရီပင်အောက်မှာမှတ်တမ်းတင်ထားတဲ့စကားရှိတယ်။နော်အပရာဇိတာပန်လင်ကေတဲ့အပရာဇိတာဆိုတာပရာဇိတာဆိုတာရှုံးတာပရာဇေယဆိုတာရှုံးတာအကဒါမြင့်လိုက်တယ်။ဘယ်တော့မှမရှုံးတော့ဘူးလေ။နော်ဖခင်ကဘယ်တော့မှမရှုံးတော့ဘူးလေ။မရှုံးဆိုတာဟိုရောင်းဝယ်တွေပြည့်စည်ရအဲ့လောက်တာမဟုတ်ဘူး။စိတ်ပိုင်းဆိုင်ရာမှာဘာမှသုံးချုံနေနိုင်စရာမရှိတော့ဘူး။နော်ရုပ်ပိုင်းဆိုင်ရာတော့ ယတနာမျိုးမျိုးရှိတယ်ဘုရားကစိတ်ကိုဆုံးရှုံးအောင်နဲ့တော့ဆုံးရှုံးမှုနဲ့နာမှုမရှိအောင်နေသွားနိုင်ပြီဆိုတာအဲဘုရားရဲ့ဘဝဘာမှအရှုံးမရှိတော့အရှုံးမရှိတော့ဒါအပ္ပရာဇိတာဆိုတယ်အဲ့တော့အပ္ပရာဇိတပန်လင်ကေတိတိဗုဒ္ဓဝိပုက္ခလေအဘိဓေကေတပ္ပဗုဒ္ဓနာအေကပ္ပတော ပမောဒတိအဲ့ဒီစကလုံးလေးကျုံရင်ဦးဇင်းတို့ပြောပြဘူးတယ် ဟုတ်လားဘုရားနေကစားတင်တဲ့ခါဒီမှာပြောအက္ခပတ်တော်ဆိုတာအက္ခဆိုတာကမြင့်မြတ်တာကိုပြောတာပတ္တကရောက်တာအက္ခပတ်တော်နော်အစင်းတန်မြင့်မာတဲ့ဘဝကိုရောက်တည်ရည်ရှိတော်ပမောဒတိဆိုတာလုံးစွာဝမ်းမြောက်ရည်တဲ့တိတ်ချမ်းသာရတယ်တဲ့အဲ့ဒါရှင်းနေတာသူကနော်ကံအဖြစ်မြင့်မြတ်ရင်သာဝုနေကြီးတွေမှာအစင်းတန်မြင့်မယ်ဉာဏ်အဖြစ်မြင့်မြတ်ရင်စိတ်တစိတ်တက ဆင့်တန်းမြင့်မယ်နော်ဉာဏ်ဉာဏ်နဲ့ဉာဏ်ပြည့်စုံရင် စိတ်ဓာတ်အဆင့်တန်းမြင့်မယ်ကံပြည့်စုံရင်သာဝနေရီတွေဒါအဆင့်တန်းမြင့်မယ်ဒါပဲဒီနေ့ချက်တယ်အဲဒီတော့ဘယ်ချက်ပဲဖြစ်ဖြစ်အဆင့်တန်းမြင့်ရင်သိချမ်းသာရတယ်ဒါသဘောတရားကြီးရပြောတာအဲ့ဒါကလည်းကိုယ်သဘောနဲ့ကိုမဟုတ်ဘူးအခုပြောတဲ့စကားလုံးလေးမှတ်ပြီးတော့ဘယ်နေရာမှာသွားရှာကြည့်ကြည့်ဒီအိဗယ်ပဲထွက်တယ်အကပတ်တော်မြင့်မြတ်ချင်းတို့ရောက်ပြီဖြစ်၍ ရောက်သည့်အတွက်ကြောင့်ဗမောတတိလွန်စွာဝမ်းမြောက်ရ၏တဲ့လွန်စွာဝမ်းမြောက်ဤသာသုံးပေသုံးပြောတာအင်မတန်စိတ်ချမ်းသာတယ်လို့ဆိုလိုတာနော်စိတ်ချမ်းသာတယ်ပြောတယ်စိတ်ချမ်းသာတယ်ဆိုတာဒါပဲလူငယ်တွေရစကားပြန်ပြောတယ်ပေါ့ဒါပဲ